ဟယ်လိုအားလုံးပဲမင်္ဂလာပါ Sport Channel ရဲ့ Facebook page နဲ့ YouTube channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်းအားပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုပြစေ Okay ကျွန်တော်တို့ဒီနေ့ပြန်လည်တုံ့တက်ပေးမယ်ပွဲကြိုတုံ့တက်ချက်လေးရတော့ Arsenal အတင်းနဲ့ Burnley အတင်းတို့ရဲ့ပွဲစဉ်ပွဲဖြစ်တယ်ဒီပွဲကမြန်မာစံတော်ချိန်9:00နာရီခွဲ ထိုင်းစံတော်ချိန်10:00နာရီမလေးရှားစံတော်ချိန်7:00နာရီမှာကစားမယ်အာဆင်နယ်နဲ့ဘန်လီပွဲဖြစ်တယ်အာဒီပွဲကိုကျွန်တော်တို့ ဒီဘက်က အာဆန်နယ်ပွဲ6နဲ့လို့ပြောလို့ရတယ်ဗောနော်ဆိုတော့ဒီဘက်ကျွန်တော်တို့ဒီနောက်ဆုံးပြည့်စုံမှု have to have ကိုကျွန်တော်ပြန်ကြည့်ရမစွင်အာဆန်နယ်ကအတားစီရထားတယ်အာဆန်နယ်က3ပွဲနိုင်တယ်အနှစ်ပွဲတည်ဆိုတော့ဟိုအာဆန်နယ်ကဒီနောက်ဆုံးပြည့်စုံမှု5ချိန်မှာတော့ဒီဟိုအတားစီရထားကျွန်တော်တွေ့ရတယ်ဆိုတော့ဒီကျွန်တော်ဟိုဒီနှစ်တင်းရေနောက်ဆုံးကစားခဲ့တဲ့5ပွဲကိုကျွန်တော်ကြည့်ရမစွင်လေအာဆန်နယ်က အခုထိ တိုင်ပွဲဆိုမှာ loss ရ9ပွဲเนาะပြိုင်ပွဲဆို9ပွဲမှာဆုံးပွဲမရှိသေးဘူးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆုံးပွဲမရှိဘူးအင်ကွန်းအဝေးကွန်းနိုင်ပွဲရထားတယ်အာဆင်နယ်အကောင်းဆုံးပုံစံနဲ့အခုအခုထိသူကဆက်ဆက်နေဆက်ဖြစ်တယ်အပန်လီကြတော့သူက3ပွဲဆုံးတယ်အနှစ်ပွဲပဲနိုင်ရရရှိထားတယ်ဆိုတော့ဒီဘက်မှာကအာဆင်နယ်ကဒီဘက်ကအဝေးကွန်းဆိုရင်ပေါ့ပေါ့ပေါ့ပဲကစားမှာပါဒီဘက်က AC အနိုင်ရရှိမဲ့ပွဲတွေပဲဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်အာ ်ဖူမူရဲ့ခံမှန်းချက်မှာကအာဆင်နယ်ရဲ့ line up ကအာမနေ့ညကကစားတဲ့ဒီအာကာဘွန်ဖလားမကစားတဲ့ line up ကိုပြန်သုံးလာမှလို့တော့ဖူမူကခံမှန်းတယ်ဒါပေမဲ့ကျွန်တော်ထင်တော့အဲ့ဒါမဟုတ်တော့ဘူးကျွန်တော်ထင်တော့ဒီအာတန်ဂန် right တို့စာခါတို့ပြီးလို့ရှင်ဒီအဓိကကစားမတွေအာကာဘရီယယ်တို့ပြန်ပါလာမှလို့ထင်ပေါ့နော်ဆိုတော့ဒီပတ်ကဒီအာဆင်နယ်အတွက်ဖိအားမရှိဘူး AC ဆေးပဲအဝေးကွန်းဆိုရင် AC ပေါ်ပါနဲ့ကစားမယ်ပွဲပွဲဖြစ်တယ် ကိုးလည်းပြတ်မယ်ဒီပွဲကကိုးပြတ်မယ်ပွဲဖြစ်တယ်အာဆင်နယ်အတွက်ဒီ3-0တို့ဘာမှမဟုတ်ရှင်ကိုးစီးအဲ့လိုဖြစ်သွားနိုင်တယ်ပွဲတည်ချာပေါ့အဲ့လိုဖြစ်မယ်လို့ကျွန်တော်ထင်တယ်အခုတို့ရဲ့ဒီစူဖယ်မှုတွေတို့ရဲ့အာကစားမအင်အားအရာကျွန်တော်ဆင်ကြည့်ရင်လည်းအဖက်ဖက်ကနေဟိုအာဆင်နယ်ကတာနေတယ်အာဆင်နယ်ကအဝေးကွန်းဆွင့်မဲ့ဟိုပန်လီအနေနဲ့လုံးဝဆင်နိုင်စရာအကြောင်းမရှိဘူးဆိုတော့ဒီပွဲလည်းတုံးကိုတုံးကိုမရှိလေးကိုအဲ့လိုမျိုးတော့ကျွန်တော်ပြတ်မယ်လို့ထင်တယ်ဆိုတော့ဒီပွဲလည်း အာဆင်နယ်ဖန်တွေတွေ့တော့ပေါ်ပါပါနဲ့အနိုင်ရလာကိုကြီးစုရမယ်ပွဲပွဲဖြစ်လို့အကောင်းဆုံးပွဲပွဲဖြစ်မယ်ဟိုအာဆင်နယ်ဖန်တွေတွေ့တော့တကယ်အကောင်းဆုံးပွဲပွဲဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ဒီပွဲကထူထွေးတုံးတက်ပေးစရာမရှိဘူးအာဆင်နယ်ရဲ့ဒီပွဲကအနိုင်ပွဲပဲဆိုတော့ကိုကကိုမိုးရွာမလားကိုဘလောက်နဲ့ပြမလဲဆိုတော့ကျွန်တော်တို့ပဲဒါပဲကြည့်ရမယ်ဆိုတော့ဆိုတော့ဒီနေ့ရဲ့ကျွန်တော်အာဒီပွဲရဲ့ကျွန်တော်30ချက်လေးကိုဒီမှာပဲအဆုံးသတ်ချက်ပါတယ် ဟိုအာဆင်နယ်ဖန်တွေဒီပွဲကိုဘယ်နှကိုပြမလဲဆိုကျွန်တော်ဆက်လက်ပြီးမှာစောင့်ကြည့်ရအောင်ဟိုအားလုံးကိုကျေးဇူးတင်ပါတယ်